ဖြစ်တယ်။ကွာရှိစေကုနေရဲ့မိုးတဲ့ညတညမှာပေါ့မိုးရွာနေတဲ့အတန်တွေနဲ့ပြေအော်တန်တွေကလွင်အကုန်လုံးကတိတ်ဆိတ်နေမျိုးကြီးတစ်ခုလုံးကလည်းအိမ်မောကျနေအချင်းပေါ့မိုးတွေတဲတဲမဲရွာနေတဲ့အတန်ကြမှာပဲအင်ဂျင်တန်လေးတန်ခတ်တိုးတိုးလေးပေါ်လာတယ်ဒါမဲ့ဒါသူ့ရဲ့နောက်ဆုံးအချိန်ဖြစ်လိမ့်မယ်လို့ဘသူကတွေးထားမှလဲဒါမဲ့ပြောတာပြောတာပဲသူ့ကိုတကယ် ဘသူမှမတွေ့လိုက်ဘူး။သူကဒီလိုနဲ့ပဲတိတ်ဆိတ်ပျောက်ွယ်သွားခဲ့တာပေါ့။လုံးဝအစားအသောက်ရှာလို့မရလောက်မပျောက်ွယ်သွားခဲ့။သူနဲ့ပတ်သက်တဲ့တဲလွန်စာလေးတစ်ခုမှချက်မထားခဲ့ဘူး။တစ်ခုပဲ။စာလေးတစ်စောင်တော့ချန်ထားခဲ့။သူကြိုသားရင်လည်းခီးထွက်သွားပြီတဲ့။အဲလူရဲ့နာမည် Granger ထေလာ။သူ့ရော1948ခုနှစ်အောက်တိုဘာ9ရက်နေ့မှာမွေးဖွားခဲ့။သူကကနေဒါနိုင်ငံသား ကနေဒါနိုင်ငံ British Columbia နယ်မြေတဲကအန်တန်ခံမြို့မှာမွေးဖွားခဲ့တာပေါ့တရုတ်ကန်ကြားတမန်လူတယောက်ပဲအဲသူမှထူးဆန်းတဲ့အရေးချင်းဆိုလို့ငငယ်လေးကနေကဆက်ဖြစ်စီနေပတ်တန်အရန်ကျွမ်းကျင်တာတခုပဲရှိရဲကျွန်တော်ကလုံးကတော့သူကတမန်လူတယောက်ပဲကျောင်းဆိုလို့ရှင်လည်းအထက်တန်းတော့မအောင်ခဲ့ဘူးနော်သူကသူ့ရဲ့အမေရဲ့ပထွေးရဲ့ညီလေးနှစ်ယောက်ရဲ့နေတူနေရဲ့ညီလေးနှစ်ယောက်ကတော့ပထွေးဘက်ကပါလာတာပေါ့ သူ့အဖေအရင်ကသူငငယ်လေးကနေရအဆီယံဖြစ်ပြီးဆုံးသွားတာအဲ့နောက်ပိုင်းမှာမသူ့ရဲ့အမေကနောက်ယောက်ျားယူခဲ့တာပေါ့သူ့ရဲ့အမေနာမည်က Grace သူ့ပထွေးနာမည်ကတော့ Jim Taylor သူ့ဖေဆုံးတော့သူကငငယ်လေးပဲရှိသေးရဲ့အဲသူ့ဖေဆုံးသွားပြီးနောက်ပိုင်းမှာသူ့အမေနဲ့သူနဲ့နှစ်ယောက်တည်းပဲနေခဲ့မှာပေါ့နော် အဲဒီလိုမျိုးအထီးချန်တဲ့ဘွားကိုဖျက်ဆီးခဲ့ရင်လည်းဖျက်ဆီးခဲ့မှာပေါ့ဒါကဘွားနေထိုင်မှုကြောင့်လည်းပါရင်ပါမယ်ဒါမှမဟုတ်လို့ရှင်လည်းသူရဲ့ပုံစံကအဲစကားနဲ့ပြောတောက်ထဲနေရလည်းပါရင်ပါမယ်ပြောခဲ့သလိုပဲသူကငငယ်လေးကနေအားဆက်ပစ္စည်းနဲ့ပတ်သက်အရန်ကျွမ်းကျင်နေတယ်ပေါ့နော်ဒီဆက်ပစ္စည်းတွေအပေါ်မှာအယုံဆိုင်ထားလိုက်ပြီဆိုတာနဲ့ကျန်တဲ့အရာတွေအကုန်လုံးမေ့ပဲဆိုတော့အာပေါင်းတင်နေရဲသူကသူတယောက်ထဲနေရဲသူလောက်ဆရာရှိအားလောက်တယ်အမ်ဒီဆက်ပစ္စည်းကလိနေရရင်သူပြောနေရဲပေါ့ တော့သူ့ရဲ့အခန်းလေးထဲမှာပဲဒီရိုင်းနဲ့ပဲအချိန်ကုန်ဆုံးနေခဲ့တာပေါ့ဒါမဲ့သူကပြောခဲ့သလို तू စက်ပစ္စည်းနဲ့ပတ်သက်လို့ရှင်တော်တော်လေးကိုယဉ်နီကျွမ်းမှုရှိရယ်တော်တော်လေးလေးစားစရာကောင်းတဲ့အထင်ကြီးစရာကောင်းတဲ့အနေအထားမျိုးမှရှိရပေါ့သူအသက်16နှစ်လောက်ခနဲ့ကလင်းအသေးစားလေးရတာမှတီထွန်နေတတ်ပြီဆိုတော့တော်ရီချင်းမျိုးတော့မဟုတ်ဘူးလို့ပြောမှာပဲဒါတော့မှသူကအထက်တန်းမရောက်ခဲ့ဘူးနော် ။နောက်ကြတော့သူအရန်သဘောကျတဲ့အရာရှိတယ်။အဲ့ဒါပါလဲဆိုတော့အကာသရဲ့အကြောင်းပဲ။ဂျိုသားရဲ့အကြောင်း UFO ရဲ့အကြောင်းအဲပြီးတော့အကာသရဲ့မှရှိတဲ့အရာတွေအကြောင်းကိုသူအရန်စိတ်ဝင်စားတယ်။သူဒီ UFO ရဲ့ဂျိုသားရဲ့အကြောင်းဘယ်လောက်ထိစိတ်ဝင်စားတယ်လဲဘယ်လောက်ထိရွတ်တယ်လဲဆိုလို့ရှိရင်အရင်တော့သူ့ရဲ့ချက်အနောက်ဘက်မှာ အပင်တွေပိုင်းစိုက်ထားတဲ့စိုက်ခင်းမြေကွက်လက်လေးရှိရပါတော့။အဲ့ဒီနေရာစိုက်ခင်းတွေကိုဖယ်ပြီးတော့သူကိုယ်ပိုင်းလှုပ်ထားတဲ့ UFO ရင်ပြန်တစည်းရှိတယ်။တကယ်ပြန်လို့ရရင်ပြန်တော့မဟုတ်ဘူး UFO ပုံစံလှုပ်ထားတာပေါ့နော်။အခန်းလေးပေါ့။အဲအဲ့လိုပုံစံမျိုးလေးလှုပ်ထားတယ်။ဒီထဲမှာပဲသူရဲ့ဆက်ပစ္စည်းတွေထားတယ်၊သူအိတ်တယ်၊နေတယ်၊ဆက်ပစ္စည်းတွေကိုကလိတယ်၊အဲတီထုံမှုတွေလှုပ်တယ်ပေါ့။သူရဲ့တငယ်ချင်းကတော့ဒီဥစ္စာလေးကို Granger ရဲ့ UFO ဆိုပြီးခေါ်ကြတယ်။ထောင်ကွာ80ခုနှစ်နိုဝင်ဘာ19ရက်နေ့ညမှာပေါ့ စာဆောင်ကလွယ်ပြီးတော့ကျန်တဲ့အရာတွေဘာမှချက်မထားခဲ့ပဲနဲ့ခြေရလက်ရဖြောက်ပြီးတော့အကုန်လုံးကိုထားခဲ့ပြီးတော့သူလုံးဝပျောက်ကွယ်သွားတယ်။စာရင်းမှာသူရေးထားတာကတော့အကာတခီထွက်မယ်တဲ့။42လကြာမယ်ပေါ့။အမ်ပြီးတော့အနာကိုခီထွက်မယ်လို့လည်းသူပြောသွားတယ်။အဓိကကသူ့အမေပေါ့နော်။သူ့အမေကိုမှားခဲ့ရ။မေးသားပြန်လာမယ်။ ကြာတော့ကြာမယ်52လကြာမယ်ဒါအာကာသတွေကိုခီးထွက်သွားတယ်ဂျိုသားတွေနဲ့ခီးထွက်သွားတယ်ဆိုပြီးတော့စာလေးဆောင်ချန်ထားခဲ့အဲ့နောက်ပိုင်းသူ့ကိုဘသူမှလုံးဝရှာလို့မတွေ့တော့အစားအနာကိုရှာလို့မတွေ့တော့ပျောက်သွားတာပေါ့တခုပဲသူနဲ့တူတူ picket truck လေးတစ်စီးတော့ယူသွားတယ်အဲ့ညာကမိုးရရလည်းအရင်ရွာနေတော့တောင်တောင်လူတွေကလည်းအပြင်းမရှိဘူးပြီးတော့သူထွက်သွားတဲ့အချိန်ကလည်း အားလုံးအိမ်မောကြနေတဲ့အချိန်တစ်မျိုးလုံးအိမ်မောကြပြီးတိတ်ဆိတ်နေတဲ့အချိန်မှာထွက်သွားတာဆိုတော့မျက်မျက်တသိမရှိဘူးတချို့ကကြတော့လေသူ့ကိုဟိုနေရာမှာတွေးလိုက်တယ်လို့လို့ဒီနေရာမှာတွေးလိုက်တယ်လို့လို့ပြောတဲ့သူတွေတော့ရှိတယ်ဒါပေမဲ့ဒါကလည်းတိကျတဲ့အချက်လက်တွေတော့မဟုတ်ပြန်ဘူးနောက်ကြတော့သူအရှင်ကနေကပြောနေတဲ့စကားရှိတယ် ဲ့ဟာပါလဲဆိုတော့သူ့ကိုချိုသားရစကားလာပြောနေရယ်ချိုသားရနဲ့ဆက်သွဲရရယ်သူ့ကိုချိုသားစကားတင်ပေးရယ်ဆိုတော့အဲစကားကိုပြောနေခဲ့တာပေါ့နော်နောက်ပြောင်းတော့အမြဲတမ်းဖတ်တဲ့သတင်းတွေကလည်းအာကာသသတင်းတွေအယူဖိုအကြောင်းတွေချိုသားရရဲ့အကြောင်းတွေဆိုတော့သူ့မိသားစုရဲ့သူ့တငယ်ချင်းတွေကသူ့ကိုယူနေရလို့ပဲထင်နေကြတာပေါ့အာဒီကောင်ကြောင်တောင်တောင်နဲ့ဒီသတင်းတွေဖတ်ပြီးတော့ကြောင်တောင်တောင်ဖြစ်နေတာပေါ့ အခုပြောက်သွားတာကိုလည်းသူစိတ်ယူပေါက်ပြီးတော့ထွက်သွားတာဖြစ်လိမ့်မယ်လို့ထင်နေခဲ့ကြတာပေါ့အဲ့လိုနဲ့ပဲရေစကန်အောင်တိုင်းနေလူပြောက်ဖွင့်နေကနေရရဲရင်ကလည်းလိုက်ရှာခဲ့ကြတယ်တော်တော်လေးကိုလိုက်ရှာခဲ့ကြရပါတော့မြို့နဲ့လိုက်ရှာရဲအမျိုးပတ်ဝန်းကျင်ကတောအုပ်တေးတို့တောင်တန်းတွေတို့ဒီနေရာတွေမှာလည်းလိုက်ရှာရဲပေါ့နော်တိတိရှာနန်းနန်းဆက်ဆက်ရှာခဲ့ကြပြီမဲ့ဘယ်မှမှမတွေ့ခဲ့ကြအောင်တချို့ကလည်း grandja နဲ့တူတဲ့လူကိုဟိုနယ်လေးဒီနယ်လေးမှာတွေ့လိုက်တယ်ဟိုနေရာမှာတွေ့လိုက်တယ်ဆိုတော့လာပြီးတော့သတင်းပေးရတဲ့သူတွေရှိရဲ့ ဒါမဲ့လည်းသူတို့ပေးရတဲ့တရင်နေတဲ့တားရဲ့အချက်လက်တွေကမတိကျအောင်အဲ့လိုနဲ့ပဲ Granger ကတကယ်ကိုပေဟရီဆန်သွားနဲ့ပျောက်သွားခဲ့တာပေါ့အဲ့လိုနဲ့နေလာရင်နဲ့6မိနစ်ကြာတဲ့အခါမှာတော့1986ပေါ့သူပြောက်သွားတာ1980ဆိုတော့နောက်တစ်6မိနစ်ကြာတော့1986ပေါ့နော်1986ခုနှစ်မတ်လ20ရက်နေ့မှာတော့သူ့ပြန်တွေ့ခဲ့ဘယ်မှာတွေ့လဲဆိုတော့ Prepos လို့ခေါ်တဲ့တောင်တန်းတွေမှာတွေ့ခဲ့တာဒီတောင်တန်းလေးပေါ်မှာရှိတဲ့တောတစ်ခုထဲမှာပေါ့ ့ကိုစစတွေ့တာကတော့ထင်းခုတ်သမားတွေအဲထင်းခုတ်သမားတွေကတော့မှထင်းခုတ်သွားရင်းနဲ့သူ့ကိုစတွေ့ခဲ့တိုင်မဲ့သူ့ကိုရှင်ရက်နဲ့တွေ့ရတာမဟုတ်အသေးတွေ့ရဒီတော့ရဲမှာပောက်ကွဲထားတဲ့ဂါဒစင်းရဲ့ဘေးမှာအယိုးစုတွေရဲ့သူတို့တွေ့ခဲ့ကြပါတော့တွေ့တော့ yes ခန့်အောင်သွားပြီးတော့အကြောင်းကြားရဲဒီမှာရဲရောက်လာရဲစစ်စစ်ကြည့်ရဲပေါ့ကားနံပါတ်ကိုစစ်ကြည့်လိုက်တော့ဒီကားနံပါတ်က Grandja Dela စီးသွားတဲ့ pickup truck ကရဲ့နံပါတ်ပြဖြစ်နေတယ်နံပါတ်ဖြစ်နေတယ်ပေါ့နော် ပြီးတော့အင်ကြီးလူကတော့အယိုးစုဖြစ်နေပြီဆိုတော့အဲသူ့ကို Granger Home ဟုတ်စစ်ကြည့်လို့မရတော့ဘူးနော်အဲ့ချိန်တုန်းက TNE ကလည်းအဲ့လိုမျိုးမရှိသေးဘူးဆိုတော့ TNE ကလည်းစစ်လို့မရဘူးအဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ဒီမှာတွေ့ရတဲ့အင်ကြီးအင်ကြီးက Granger ရဲ့အင်ကြီးဟုတ်ပါတယ်ဆိုပြီးတော့သူ့ရဲ့အမေကတတ်သိခံပေးတယ်ဆိုတော့ကားနံပါတ်ပြကလည်း Granger ရဲ့ကားဟုတ်တယ်။အင်ကြီးကလည်း Granger ရဲ့အင်ကြီးဟုတ်တယ်ဆိုတော့ဒါက Granger ပဲဆိုပြီးတော့သတ်မှတ်လိုက်ကြရပေါ့ အဲ့လိုနဲ့ပဲ1986မှာအမှုကလုံးဝတရားဝင်ပိတ်သိမ်းသွားတယ်။ဒါပေမဲ့ထူးဆန်းတာကပေါ့နော်။အဲသူတို့ရေ6နှစ်လုံးလုံးရှာနေခဲ့ချပေမဲ့ဘာလို့မတွေ့ရလဲ။6နှစ်ကြာတဲ့အခါမှာဘာလို့လာတွေ့ရလဲ။တွေ့ရတဲ့အခါမှာလည်းတည်နေရပေါ့နော်။ကားကရောဘာလို့ပောက်ကွဲထားရလဲ။ဒါရွေချက်ရှိလောက်တာလားအသက်ခံရလား။ဒါမို့လို့ရှင်လဲသူဆူဆိုက်လုပ်ခဲ့ရလား။ဆူဆိုက်လုပ်ခဲ့ရဆိုလို့ရှင်လဲဘာလို့အဲတခြားနီးမသုံးမဲ့နဲ့ကားကို ဖောက်ခွဲပြီးတော့မှဆူဆိုင်လုပ်ခဲ့ရလေတွေးစရာတွေကတော့အများကြီးပေါ့နောက်တစ်ချက်က तू ပြောသွားတယ် तू အနာဂတ်ကိုခီးထွက်မယ်လို့ပြောသွားတယ်ဂျိုသားရဲ့နဲ့ခီးထွက်မယ်လို့ပြောသွားတယ်52လ52လဆိုတော့သုံးနှစ်ခွဲပေါ့နော်သုံးနှစ်ခွဲခီးထွက်မယ်လို့ပြောသွားတယ်ဆိုတော့ဒါအခုပြန်တွေ့ရ6နှစ်6နှစ်ဆိုတော့တကယ်လို့ဒါဆိုရင်ပြောတာပါ ို့သားတကယ်အာကာသရေကိုခီးထွက်သွားခဲ့ရအနာကပ်ကိုခီးထွက်သွားခဲ့ရဆိုရင်ခီးရနေပြန်ရောက်နေအချိန်ပဲဆိုတော့အနာကပ်ကနေမြန်သူတို့ခုခုတိလာလို့အတိမခံနိုင်တဲ့သူတွေကသူ့ကိုလက်စားဖြောက်ပစ်လိုက်တာလားပေါ့အနာကပ်ကပြန်လာတဲ့အချိန်မှာပဲအသက်ခံလိုက်ရလားဒါမှမဟုတ်အစောကနေကအသက်ခံလိုက်ရလားဒါမှမဟုတ်သူကိုယ်တိုင်မဲဆူဆိုက်လုပ်သွားခဲ့ရလားဆိုတာကတော့သူကိုယ်တိုင်မဲတိရောက်မဲ့အဖြစ်ပဲ။ ဒါကတချို့တွေတွေ့ကြရလဲအာဘာမှမဟုတ်တဲ့အကြောင်းအရာကြီးပေါ့နော်သူကသူသူဆေးယူပေါက်လို့ထွက်သွားပြီးတော့တည်သွားတာလို့လည်းပြောကြရဲအမ်တချို့ကြရလဲဒီကိစ္စကြီးကဘယ်ဟိဒီဖြစ်နေခဲ့တာပေါ့တကယ်ကို UFO တွေအန်ချိုသားရဲ့အကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ Grandja ရဲ့အကြောင်းကလုံးဝအခုချိန်ထိပြောလို့မပြည့်တဲ့ဇလန်လေးတစ်ပုဒ်ဖြစ်နေခဲ့တာပေါ့တေချာကတော့ကွန်တက်သမားတွေအတွက်လဲသူ့ရဲ့အကြောင်းကပြန်ပြောပြောလို့ကောင်းတဲ့ဇလန်လေးတစ်ပုဒ်ဖြစ်နေရောတာပေါ့နော် အခုနားထောင်နေတဲ့ပရိသတ်တို့ထဲမှာရောသူ့ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဘလို့ထင်လဲဆိုတာကိုကိုမမရေးပြခဲ့ပါအောင်ရှင်။သူတကယ်ပဲအနာဂတ်ကိုခီးထွက်ပြီးမှပြန်ရောက်လာတဲ့အချိန်မှာတက်ခံလိုက်ရလား။သူကသူ့သူပဲဆူဆိုင်းလုပ်သွားရလား။ဒါမှမဟုတ်လူတက်ခံလိုက်ရလား။အရင်ကနေ့ကတည်နေခဲ့ရလားဆိုတာကတော့ပရိသတ်တို့ရဲ့အမြင်ပေါ်မှာပဲမှုကြည့်ပါရစေ။နောက်ထပ်တင်ပါလဲတင်ပေးစီခြင်းတဲ့အကြောင်းအရာလေးရှိလို့ရှိရင်ကိုမမရေးပြထားခဲ့လို့ရပါတယ်။လောလောဆယ်မှာတော့ဒီအကြောင်းလေးကိုတလောင်းနေပဲညီကုန်းချုပ်ပြီးတော့အားလုံးနှုတ်ဆက်လိုက်ချင်ပါရှင်။ ားလုံးပဲစီယူပါညီမတို့နောက်ပြီးတော့မှပြန်ပြီးတော့တွေ့ကြတာပေါ့နော်